ပိုကောင်းတဲ့အသင်းကနိုင်ခဲ့တယ်။အယိုးရှင်းဆုံးပြောရရင်အင်တာမီလန်ကဘာစီလိုနာထက်ပိုကောင်းလို့ကိုနိုင်ခဲ့တယ်လို့ပြောရမှာပါ။ဒါပေမဲ့ဒီပွဲကဒီလောက်မျိုးရှင်းမအောင်မင်္ဂလာပါခင်ဗျာ။ Soccer History ကနေကြိုးဆိုပါရစေ။ဒီဗီဒီယိုကို YouTube ကနေကြည့်နေရဆိုရင် VPN လေးခံပြီးကြည့်ပေးကြပါ။ပြီးခဲ့တဲ့ညကအင်တာမီလန်ကဘာစီလိုနာကို၄-၃ဂိုးနဲ့ခံပတ်နိုင်ခဲ့ပြီးရင်ခုန်ဆဲလို့ရှားစရာတွေအပြည့်ပေးခဲ့တဲ့ပွဲပါ။နှစ်ကြော့ပေါင်းဆိုရင်9ဂိုး6ဂိုးအထိဖြစ်ခဲ့ပြီးဂိုးများစွာတွေ့ခဲ့ရပါတယ်။အဝေးကွင်းရောအိမ်ကွင်းမှာပါ3ဂိုးစီတည်ရကြပြီးရလက်တူညီခဲ့တာပါ။အချိန်ပိုမှာတော့ ရက်တီစီကအနိုင်ကိုကိုတွင်ခဲ့ပြီးအင်တာကိုဘိုလူပွဲကိုပို့ဆောင်ပေးခဲ့ပါတယ်ဒီပွဲကိုအပိုင်း၃ပိုင်းခွဲပြီးကျွန်တော်ပြည့်ပြည့်စုံပြပြပေးသွားပါမယ်၁ပွဲကြောင်း analysis ကိုမပြောခင်ပွဲတွေကအကြောင်းတွေကိုအရင်ပြောပါမယ်ဒီပွဲမှာပထမအချော့ရလကြောင်းနှစ်ဖက်လုံး50-50ဒီဆိုရင်ပဲဘာစီလိုနာကိုပဲနောက်ဆင့်တက်မယ်ဆိုတဲ့ခံမှန်းချက်တွေကပိုများခဲ့ပါတယ်တကယ်တမ်းပွဲတွေမှာ inter တို့က2-0ပြတ်ဥဆောင်ခဲ့ပြီးနောက်ကနေ3-0အထိပြန်ခဲ့ပါတယ် ပထမအကြော့တော့ကဒီလိုပါပဲအင်တာတို့အရင်နှစ်ကိုးပြတ်ခဲ့တာပါပွဲမစခင်မှာဘာစီလိုနာဘက်ကသူတို့အသင်းလမောင်းစိကို9ချိန်ကနေ6ချိန်ပြောင်းမယ်လို့သဘောရရတယ်။စာနဲ့ပုံကိုတင်ခဲ့ပါတယ်။ဒါကြောင့်လည်းပွဲပြီးမှအင်တာပြိတ္တတွေရဲ့တခြားအသင်းပြိတ္တတွေရဲ့တောင်းပြောင်းခြင်းကိုပိုခံခဲ့ရပါတယ်။နောက်ပြီး လာမင်းရမယ်ကအသက်နဲ့မလိုက်အောင်ကောင်းတဲ့ကစားသမားပြီးမယ်ရာမယ်ကအပူရီအရန်လုပ်ပါတယ်ရာမယ်ကမက်ဒရစ်ကိုအနိုင်ရပြီးပြည်ရင်းဖလားရုံကမျက်မှန်နှစ်ထပ်နဲ့ကြွယ်ပြခဲ့ပါတယ်ဒီလိုလူမျက်မှုန်းချိုးမဲ့ကိစ္စတွေလုပ်ခဲ့တာကြောင့်ဒီပွဲအပြီးမှာတော့ရာမယ်ရဲ့လူမှုကွန်ရက်မှာအခုလိုအင်တာကစားသမားတွေကိုမျက်မှန်နှစ်ထပ်တက်ပေးတဲ့ပုံလေးအများကြီးဝင်မှန်းခဲ့ကြပါတယ်နေ့ analysis ဒီပွဲမှာဘာစီလိုနာကထုံးစံအတိုင်း၄-၃တင်းနဲ့ပဲကစားခဲ့ပြီးအင်တာကလည်းပထမအချော့ကအတိုင်း၃-၅နှစ်နဲ့ပဲပွဲထွက်လာခဲ့ပါတယ်ပွဲရဲ့တန်ဖိုးက မြန်မြန်အတင်အချလှုပ်ချင်တာကြောင့် Hessy Flick ကလီဝန်ဒေါစကီကိုအရန်ကုန်မှာပဲထားခဲ့ပါတယ်။ဒီပွဲကအရန်ကောင်းသလိုပညာလည်းသိရပါတယ်။ပရမပွဲမှာရောဒုတိယအကြော့မှာရောအင်တာဘက်ကတောင်မကစားသမားဒန်ဖရိုက်ကတိတ်ကိုကောင်းခဲ့ပါတယ်။သူ့ရဲ့တက်ဆင်းချမ်းမှုနဲ့စတမ်နာကောင်းမှုတွေကဘာစီလိုနာကိုနှစ်ကြော့စလုံးမှာတော်တော်လေးဒုက္ခပေးခဲ့တာပါ။ပရမအကြော့လုံးကလိုပဲဒန်ဖရိုက်နဲ့ဒီမာကိုကတောင်မန်နှစ်ဖက်မှာအတက်အဆင်းကျန်းခဲ့ပါတယ်။ဒါကြောင့်နောက်တန်း၅ရောက်၊ကွင်းထဲမှာဆိုလဲ၅ရောက် လိုလိုကစားခဲ့တာပါတိုက်စစ်ဆင်တဲ့အခါတော့ဒန်ဖရိုက်ဘက်ကိုပိုအားကိုပြီးတက်ခိုင်းခဲ့ပါတယ်ဒီမှာကိုကတိုက်စစ်ကိုတိတ်လိုက်ပါတာမျိုးမရှိပဲကွင်းလယ်နဲ့ခန်းစစ်ကိုသာအဓိကတာဝန်ယူပါတယ်ဒီတော့ဒန်ဖရိုက်ကပိုပင်မှန်းပါတယ်ပိုလည်းရုံရပါတယ်ဘာစီလိုနာကတော့သူတို့ရဲ့ကစားပုံအတိုင်း quick pass တင်နေကစားခဲ့တာပါပထမပိုင်းမှာအင်တာကပိုကောင်းတဲ့အသင်ဖြစ်ခဲ့တယ်လို့ဒုတိယပိုင်းမှာဘာစီလိုနာကပိုကောင်းတဲ့အသင်ဖြစ်ခဲ့ပါတယ်ပထမပိုင်းမှာအင်တာရဲ့ကစားပုံကတော်တော်လေးကောင်းခဲ့ပြီးအင်တာကစားပုံကိုရှင်းပြပါမယ်။နီးပြအင်ဇာဂီကအင်တာကို ပုံစံမူ၃ချက်နဲ့ကစားခဲ့ပါတယ်ဒါကတော့၁ universal player ၂ spin off stretcher ၃ attack quickly ဒီ၃ချက်နဲ့ကစားခဲ့တာပါ universal player ဆိုတာကနေရာစုံကစားနိုင်တဲ့ကစားသမားကိုပြောတာပါဒါကစကားအဖြစ်ပြောတာပါ position နှစ်နေရာသုံးနေရာလောက်ကစားနိုင်တဲ့ကစားသမားကိုဆိုလိုတာပါ cb ကလည်း lb lm ကလည်း lwt သုံးလေးနေရာလောက်ကစားနိုင်တဲ့ကစားသမားတွေကိုအခြေပြုပြီးကစားဖို့ကိုတိစောက်တာပါကစားခွက်ထဲမှာနေရာလွတ်မှန်သမားကိုနေရာယူပြီး position ချိန်ချိန်ပြီးကစားတာပါဒီမှာဆိုရင်ဒါကိုမြင်ရမှာပါ ်ညင်အောင်ပြောရရင်ဒီမှာဒီမှာကိုနဲ့ Dan Fry ပေါ့ဒါကြောင့်လဲနောက်ဆုံးမိနစ်မှာ CB ကစားသမားအစာဘီကဂိုးတက်သွင်းသွားတာပါ Now spin off stretcher ဆိုတာကတော့ဖွဲ့စည်းပုံတိုင်းမဟုတ်လဲနေရာလွတ်တွေကိုရှာဖွေပြီးကစားရတာပါအလွယ်ပြောရရင်လွတ်နေတဲ့ space မှန်များကိုကစားသမားတွေနေရာယူပေးရတာပါသူကအဲ့ဒီ position ကကစားသမားဟုတ်မနေလဲအဲ့နေရာကိုသူဝင်ကိုဝင်ပေးရမှာပါဒီလိုကစားဖို့ဆိုတာကလည်းခုနကပြောသလို universal player တွေရှိမှပဲဖြစ်နိုင်မှာပါ နောက်ဆုံးတစ်ချက်ဖြစ်တဲ့ attack quickly ဆိုတာကတော့ဒီမှာဆိုရင်ဒါကိုမြင်ရမယ်ဘောလုံးကိုနောက်ကနေရှေ့ကိုတစ်ဖက်ကစားသမားတွေကိုကြော်ပြီးပြေးထွက်သွားတဲ့ဘဲကစားသမားကိုမဆိုးအပေါ်ဘောနဲ့ space တွေကိုမျောပေးတာပါဘာစီလိုနာနဲ့ပွဲမှာအင်တာကဒါကိုအကြိမ်ကြိမ်လှုပ်ခဲ့တာပါဒီပွဲကိုကြီးတဲ့သူဆိုသိရပါလိမ့်မယ်အထူးရှင်းရကြတော့မလို့ပါဒီမှာအင်တာကိုချီးကျူးကျင်တာကအင်တာဒီလိုပေးလိုက်တိုင်းမှာလူကျွန်းနေဆိုတာတိတ်ကိုရှာပါတယ်ဒါကိုတရားသင်လုံးကစားရတဲ့အသိမှုလားမသိဘူးတအားကိုညံ့ညောပါတယ်အင်တာကသူ့အစီအစဉ်တိုင်းပရောဂရမ်မှာလုပ်နိုင်ခဲ့ပါတယ် ီပထမကူမှာဆိုရင် Inter ရဲ့ကစားသမားတွေကဒီဘက်မှာရှိနေရမှာပါဒါပေမဲ့ခုနကပြောခဲ့သလို Universal Player တွေဖြစ်သလို Spinoff Structure ပုံစံကြောင့်သူ့ရဲ့မဆိုင်တဲ့ speed တွေအထိဝင်ပြီးဘောလုံးကို press လုပ်ပေးပါတယ်ဒီမှာဘောလုံးပြတ်သွားပြီးလူကျွန်းအထောင်ချောက်ပြေးထွက်တာအရန်တော်တဲ့ Inter ကကိုးသမားနဲ့2 vs 1အနေထားကနေလူပေးပြီးကိုးသွင်းသွားခဲ့ပါတယ်ဒုတိယ goal လည်းအတူတူပါပဲဘာစီလိုနာဘောလုံးပြတ်တာနဲ့ချက်ချင်းတိုက်စစ်ဆင်ခဲ့ပြီးအဲ့ဒီကနေ penalty ပေးလိုက်ရပါတယ်ဒီလုံးမှာတိုက်စစ်မှု Martinez နဲ့တာကိုတွေ့ရပါတယ်။ slide ထိုးမဲ့အခြေအနေကိုဘောလုံးကို6ရောင်းနဲ့ကာထားလိုက်ပါတယ်။ဒါကြောင့်ဘောလုံးမထီးတဲ့အတွက် penalty ရသွားခဲ့ပါတယ်။ဒါကလည်းတိုက်စစ်မှုတယောက်ရဲ့ပါနာမှုပါပဲ။ပထမပိုင်းမှာလည်း inter အခွင့်အရေးတွေရခဲ့သေးပေမဲ့အသုံးမချနိုင်ခဲ့ပါဘူး။ ဘာစီလိုနာဘက်ကပထမပိုင်းတစ်ပိုင်းလုံးအင်တာရဲ့ခံစစ်ချစ်လက်မှုကိုဘလို့မှ pass တွေနဲ့ area တွေတော့မရောက်တဲ့အတွက်ဒုတိယပိုင်းမှာနှစ်ခုလောက်လာပါတယ်။တစ်ခုက pass မပေးတော့ဘဲ cross ball တွေပဲတင်ပေးတာပါ။ထိုးဖောက်လို့မရမဲ့အတူတူဖြတ်တင်ဘောတွေတင်ခဲ့တာပါ။ဒါကအလုပ်ဖြစ်ခဲ့ပါတယ်။နှစ်ခုစလုံးကိုအမြင်ဘောကနေပါစီလိုပြန်ရခဲ့တာပါ။နောက်ထပ်လုပ်တဲ့အချက်ကတော့ Ramel ကိုတေဆော့တာပါ။ ရာမဲကိုထင်းရင်တခြားကစားသမားတွေစပေးရမယ်ဒါမှမဟုတ်ရာမဲကိုဟန်တာကိုကြိုးစားရင်ပြည့်နေဘောပနတီရရမယ်စားတဲ့အချက်နှစ်ချက်နဲ့ဟက်စီဖလစ်ကစားခဲ့တာပါဘာစီလိုနာကလူငယ်တွေများတဲ့အသင်ဖြစ်ပြီးအင်တာကအသက်ကြီးကစားသမားတွေဖြစ်လို့ဒုတိယပိုင်းမှာစတမ်နာရောစထရန့်ရောကျလာပါတယ်ဒါကြောင့်ဒုတိယပိုင်းမှာဂိုးတွေပြန်ခွင့်ပြုပေးခဲ့ရပါတယ်ဒါကပထမပိုင်းရောဒုတိယပွဲမှာပါနှစ်ဂိုးပြတ်ပြီးကမှဂိုးပြန်ပေးခဲ့ရတာပါ မခီတာရန်စ်က36နဲ့နောက်တန်းကဂိုးသွင်းသွားတဲ့အစားပြီးဆိုရင်38နဲ့တောင်ရှိပါပြီဂိုးသမားဆွန်မားဆို36နဲ့ပါဒီတော့အသင်းရဲ့ကစားပုံကောင်းသည့်တိုင်အောင်ကစားသမားတွေကဒုတိယပိုင်းဆိုမှလိုင်းနိုင်တော့ပါဘူးဒါကြောင့်လဲဒါကိုတိတဲ့နီးပြအင်ဇာဂီကလူစားလဲမှုတွေအများကြီးလုပ်ခဲ့ရပါတယ်နှစ်ကိုးစီဖြစ်နေတဲ့အခြေအနေကနေအင်တာတို့ထိန်းကစားနေရင်ကနေဒန်ဖရိုက်ပြန်ဆင်းလာနောက်ကြမှုကြောင့်ဘာစီကဂရာဖင်ဟာရသွားပြီးနှစ်ဆင့်ကန်ချက်ကနေအနိုင်ကိုရသွားပါတယ် ဘာစီတို့ဖိုလ်လူပွဲရောက်ပြီလို့ထင်ပေမဲ့ပွဲချိန်နောက်ဆုံးမိနစ်မှာနာကျင်ချိန်ပိုမိနစ် 90+3 မှာဒန်ဖရိုက်ရဲ့မယားမကယူလာတဲ့ဖြတ်တင်ပေါ်ကို38နှစ်သားကအနီးကပိတ်သွင်းသွားခဲ့တာပါ။သုံးဦးစီတည်ကြပြီးအချိန်ပိုမှာလူစားဝယ်ကစားသမားဖြစ်တဲ့ဖတ်တစီကကျွန်တော်အပေါ်မှာပြောခဲ့သလိုလွတ်နေတဲ့ base speed ကိုမစိုးနေရယူတဲ့ space not stretcher အတိုင်းနေရဝင်ယူသွားပြီးအနိုင်ကိုကိုသွင်းခဲ့တာပါ။ဒီကိုသွင်းတဲ့နေရာမှာတေချာလွန်ခဲ့ပါတယ်။ကံကံဒီမှာတစ်ချက်ဖိနှိပ်လိုက်ပြီးဘာစီလိုနာနောက်တန်းကိုဟန်ချက်ပြတ်သွားအောင်လုပ်ပြီးမှအပိုင်သွင်းခဲ့တာပါ။ ဒီဘွဲမှာဘာစီလိုနာဘက်ကအမားကနိုင်နေပြီဆိုတဲ့အချိန်မှာပိတ်မကစားပဲဖွင့်ကစားခဲ့တာပါမှားပါတယ်ဒီထက်မှားတာကလီဝမ်ကိုထည့်လိုက်တာပါလီဝမ်ဒေါ်စကီဝင်လာတဲ့ကဘာစီလိုနာတံမိုးကျသွားတာပါနိုင်နေတာကိုဘာလို့လီဝမ်ကိုထည့်လဲစဉ်းစားလို့မရပါဘူးအဲ့ဒီစားခံစမှုတယောက်ထည့်ခဲ့ရမှာပါအားလုံးခြုံပေါ်ရင်ဘာစီလိုနာကလူငယ်ကစားသမားတွေနဲ့ကစားအကောင်းအောင်နဲ့ကစားသွားခဲ့တာပါဒါကိုလည်းချီးကျူးရမှာပါရာမယ်လည်းကောင်းခဲ့ပေမဲ့ဒီနေ့ပွဲမှာဂိုးခံကြီးခဲ့ပါတယ်အင်တာကတော့စိတ်ဓာတ်ပိုင်းရောကစားအားရောကောင်းခဲ့ပါတယ်၃ချီးကျူးရမယ်လူများ အရင်ဆုံးကုသမဆွန်မားကိုချီးကျူးကြပါတယ်ဒီပွဲမှာသူက man of the match တဲ့ရတော့ပါတယ်ဆွန်မားရဲ့အကွယ်မှုတွေကဒီနေ့ပွဲမှာအနိုင်ရဖို့ဖြစ်လာတာပါဆွန်မားဘာရီကောင်းခဲ့တယ်လဲဆိုတော့ဗီဒီယိုဒီတိုင်းပြထားပေးပါမယ်ကိုယ်ပါသာကြည့်လိုက်ပါနောက်ပြီးနှစ်ကြော့စလုံးကောင်းခဲ့တဲ့ Dan Fry ကိုချီးကျူးကြပါတယ်ဒီနေ့ပွဲမှာလည်းနှစ်ကိုဖန်ပြီးပေးခဲ့ပါတယ် နောက်ပြီးတိုက်စစ်မှုမာရီနက်စ်နဲ့၃ဂိုးစီသေးကြမဲ့ဂိုးကိုသွင်းပေးခဲ့တဲ့အစာပြေကိုချီးကျူးခြင်းပါတယ်။ဒါကသူ့ရဲ့အသက်38နှစ်မှာပထမဆုံး UCL ဂိုးလို့သိရပါတယ်။ဘာစီလိုနာဘက်ကဂိုးကန်ခေခဲ့တဲ့ရာမန်ဂိုးကန်ခေခဲ့တဲ့ရာမန်ကွင်းလယ်မှာအကောင်းဆုံးကစားပြခဲ့တဲ့ပက်ဒရီနဲ့ဂိုးနှစ်ဂိုးဖန်တီးပေးခဲ့တဲ့မာတင်ကိုချီးကျူးခြင်းပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ Fury တက်ဆက်ပြီးဆိုတော့ခုကျွန်တော်လည်းပါနောက်ထပ်လည်း Video Technical Analyze Video ကိုတင်ဆက်ပေးသွားမှာဖြစ်လို့ page ကို like and share ခဲ့ပြီးကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပေးကြပါဦးခင်ဗျာ။ ကွန်မန့်မှာ YouTube link လေးချပေးထားပါတယ်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ